ွန်သာရစတိုင်နဲ့ဝတ်ချက်တူလေးကြီးတာမွန်သာလူပဲစာစရေးတာစာစရေးတော့မွန်သာရနဲ့ဘယ်တော့တူသွားလဲဆိုဆရာကြီးအက်ဒီတာဆရာတင့်နေရမှတ်ချက်ချတယ်ဘယ်လိုချလဲဆိုတော့ဒုတိယမွန်သာရဖြစ်နေပါသည်တဲ့အဲ့ဒီမှာစန္ဒာမဂ္ဂဇင်းမှာကျွန်တော်စာစရေးတာပေါ့နော်အဲ့ဒီကတန်လီမောင်မောင်စဖြစ်တာပါတော်ကြီးကတော့အရှင်မောင်သာရပြီးတော့ကျွန်တော်သဘောကျလာတော့ကျွန်တော်ကကျွန်တော်ဟာသလဝါနာပါသောဆရာတော်ရာဆွေပေါ့နော်ဆရာတော်ရာဆွေသဘောကျတယ်ခင်ဗျ။ဒါဆရာဣကြွေကျွန်တော် ကျွန်တော်ပြောပေါ်နေရတော့ဟာသာဆိုင်ကြီးချတယ်ဆရာချက်ကလေးအဲသူတို့သူတို့ဝင်ပြီးတော့အားကြတယ်သူတို့ဝတ္ထုတွေအများကြီးဖတ်တယ်ဗျာတအုပ်တော်ရှိတယ်ဗျအဲ့ဒါကဆရာတင့်နေရဲ့လာလူလူကြီးဆိုတဲ့ဝတ္ထုအဲ့ဒါလေးကအဲ့ဒီဝတ္ထုလေးပတ်ပြီးတော့တော်တော်လေးစိုးစိုးလန်းလန်းပြရပါတယ် ahead for t สาบินล็อกาเด็กกูทั้งงก็คุณแสงงาเพราะ้งงก็คุณแสงงาทราบไป စာစရေးတာကတော့ဘုက85စာရေးပြရတဲ့အကြောင်းတော့အဲ့ဒါလေးကနည်းနည်းတော့ဟိုနည်းဇက်လန်းလေးလိုပဲဗျကျွန်တော်ကစာဖတ်တာ၄တန်းနဲ့စာဖတ်တယ်ဗျဘာလို့၄တန်းနဲ့စာဖတ်ဆိုအဲ့တုန်းကကျွန်တော်အကြီးဆွဲတာဝါလာဘာလို့ကျွန်တော်ညဘက်အကြီးဆွဲနေရမအိပ်ဘဲနဲ့ဆွဲနေတာကိုကျွန်တော်အမကျွန်တော်ဘေးမှာစာဖတ်နေတယ်ခဏနေတော့သူက စိုက်တန်ကြလို့လှည့်ကြည့်တော့ကျွန်တော်အမှစာဖန်ကြီးငိုနေတာအဲကျွန်တော်ဟာငါမှမဖြစ်တာလည်းမသိလို့ तू ကငိုပြီးတော့အားရချအေးရဝင်သွားကျွန်တော်ဒီစာအုပ်ဖတ်ပြီးငိုတာပဲဆိုဒီစာအုပ်ကိုယူကြည့်လိုက်တော့တက်ကူပုန်းနိုင်ရဲ့မုံရည်လေးဦးလေအဲ့ဒါနဲ့ဟာဒီဝိတုကဖတ်ကြည့်လို့ဖတ်ကြည့်တော့ကျွန်တော်ကိုယ်တိုင်လေးလံကြောင်းသားငိုတယ်ခင်ဗျာမြေကြီးကြီးကြားတယ်အဲ့ဒီကစာကျွန်တော်စာဖတ်တာတက်ကူပုန်းနိုင်ကိုဆွဲသွားပြီးတော့အမဖတ်တဲ့စာအုပ်ဒီမှန်မှန်တက်ကူပုန်းနိုင်ကျွန်တော်လိုက်လိုက်ဖတ်တာဗျာ ဲ့ဒီအရင်စာဖတ်တဲ့အချိန်ရတာပါရသွားပြီးတော့နောက်ကျတော့ကျွန်တော်အခုရှိသေးတယ်စာရေးဆရာဖိုးစောတန်းလေးပါ तू ကမောင်တာရဝိတုတွေဖတ်တယ်မတက်ရလို့လမ်းမငူလို့ပါလို့ညာရှိတခက်ကျွေးရစောလို့အဲ့ဒါတွေ तू ဖတ်တော့အဲ့ဒါတွေပါလိုက်ဖတ်ရင်းနဲ့အဲ့ဒါမှကျွန်တော်ကမောင်တာရစတိုင်နဲ့အဲဝတ်ချက်တို့လေးကြီးတာမောင်တာလို့ပဲစာစရေးတာ စာဆိုင်ရေးတော့မောင်သာရနဲ့ဘယ်တော့ဒူသွားလဲဆိုဆရာကြီး editor ဆရာတင့်နေရမှတ်ချက်ချတယ်ဘယ်လိုချလဲဆိုတော့ဒုတိယမောင်သာရဖြစ်နေပါပြီတဲ့အဲ့ဒီမှာစန္ဒာမဂ္ဂဇင်းမှာကျွန်တော်စာဆိုင်ရေးတာပေါ့နော်အဲ့ဒီကတန်လင်းမောင်မောင်စာဖြစ်တာပါကျွန်တော်ခုနပြောတဲ့ဥရင်းပေါ့လေဆရာကျွန်တော်တို့ခေတ်ကတော့အဲ့ဒီဆရာမောင်သာရပြီးတော့ကျွန်တော်သဘောကျလာတော့ကျွန်တော်ကကျွန်တော်ဟာသလဝါနာပါသောဆရာတော်ရာဆွေပေါ့နော်ဆရာတော်ရာဆွေသဘောကျတယ်ခင်ဗျဒါဆရာဣကြွေးကျွန်တော် ကျွန်တော်ပြောပေါ်နေရတော့ဟာသာဆိုင်ရေးချတယ်ဆရာချက်ကလေးအဲသူတို့သူတို့ဟိုပြီးတော့အားကြတယ်သူတို့ဝတ္ထုတွေအများကြီးပတ်တယ်ဗျာဆက်ဆက်ဖတ်တာမှတ်မှတ်ရရရှိတာဆိုလို့ကတော့ကျွန်တော်အဲ့ဒီအုပ်တော်ရှိတယ်ဗျအဲ့ဒါကဆရာတင့်နေရဲ့လာလူလူကြီးဆိုတဲ့ဝတ္ထုအဲ့ဒါလေးကအဲ့ဒီဝတ္ထုလေးပတ်ပြီးတော့တော်တော်လေးဆိုးဆိုးလန်းလန်းပြရပါတယ်ဟိုသူရေးထားတဲ့ အဲ့ဒီကဟိုမုမုပရိရငတင့်တယ်နားဝယ်မလဲရှာဆိုတော့စာလေးရအစသဘောကျတယ်။ဘုံသာရကဘုံသာရကသူကဝိစာယဝရင်တော့ဝတ္တတူလေးကြီးတော့ဝတ္တတူရဲ့သဘောကသူကတွတ်တာစာလေးရတွတ်တာအဲ့တော့တွတ်တော့ဖတ်ရတဲ့သူကမငင်းငွေဘူး။ဥပမာဘုံသာရရေးထားတဲ့ဝိတုသဘောဆိုရင်သူကစဖွင့်ဖွင့်ငင်းကွာ။ ူကဒီတခါတော့တငါတဲ့ရင်းနေပြီအဲတကြောင်တော့တာပြီးတော့ပြီးနောက်တကြောင်ကဘာရေးလဲဆိုအလဲအ34တောင်ရှိတော့ကြောက်တန်တိုင်ကိုယူတဲ့ဘာမှမဆိုင်ဘူးခုနဒီတခါတော့တငါတဲ့ရင်းနေပြီနောက်တကြောင်အလဲအ34တောင်ရှိတော့ကြောက်တန်တိုင်ကိုယူပြီးတော့နောက်တကြောင်မြေဝင်9တောင်ဆိုင်တဲ့အဲနောက်တကြောင်ပြီးတော့ပြင်းပြထန်ပြဆိုတော့မုန်တိုင်းများတိုက်ချင်းဒီဘက်ကတိုက်ကြပါစီ ူကြောက်တိုင်ကစိုးစင်းမြလှုပ်လိမ့်မည်မဟုတ်အဲဒါမောင်သားသားရေးသားစတိုင်လေးဆိုဒီနေမောင်မောင်တို့အသေးကခိုင်မာသည်ဟောဒါကျွန်တော်ဖတ်တဲ့လူတော်တော်သဘောကျပါလားအဆက်ဖတ်ဒီနေမောင်မောင်တို့အသေးကခိုင်မာသည်ဒီနေမောင်မောင်တို့အသေးကခိုင်မာသည်ဟုအစကတော့မောင်မောင်ကိုမောင်မောင်လဲထင်မိခဲ့လေသည်သား တတ်သူဆိုစီယခုတော့ထိုးကြောက်တန်ကြီးလဲလဲလေပြီမောင်မောင်တို့အသေးလဲကွဲလေပြီဒီတခါတော့တငါသေးရင်နစ်ပြီဒါတဲ့မောင်သာတာအပွင့်လေးပါနဲ့အဲ့လိုရေးသွားတာဟာကျွန်တော်အရန်သဘောကြတာဖတ်လို့ကောင်းလားအဲ့တော့ဆရာတင့်တယ်စာဟူပမောင်စာဆွဲတယ်နောက်ကျဆရာမောင်သာရရဲ့ဝိတုကြီးဆွဲပြီးစာစာရေးပြပါတယ်အငယ်လည်းဗျ20နှစ်နေပဲရှိသေးတယ်ကျွန်တော်က20နှစ်မှာရေးတယ်24နှစ်မှာစာရေးစရာပေါ့စာလေးဖြစ်နေပြီဝိတု၅ဘုလောက်ပါပြီ ဩအကဲကဲကတော့ရှိတယ်မှာအကဲကဲရှိဆိုတာကျွန်တော်တို့ကဒီလိုမိတူကလည်းမရှိဘူးဗျာဟိုရေးပြီးရင်ရေးထားတဲ့အတိုင်းကိုသွားတင်ရတာဘာတင်တော့တချို့မဂ္ဂဇင်းတွေကစီကမ်းရှိတယ်တချို့မဂ္ဂဇင်းတွေကစီကမ်းမရှိဘူးအေးထားခဲ့ဆိုပြီးထားခဲ့ရတာကျွန်တော်တို့ကအထားရတော့အချိန်နဲ့သွားပြီးတင်ဖတ်တုံးမဖတ်တုံးမဖတ်တုံးမဆိုတော့နောက်အေးတင်ထားတယ်တင်ထားတယ်ဆိုတော့သူတို့တင်ထားတာဘယ်တင်မှန်းလည်းမသိဘူးပျောက်ပျောက်သွားတဲ့ဆံပူတွေအများကြီးဗျကျွန်တော်ဆိုရင်ဝိတုအခုဟိုအပုတ်ဝင်းပေါ့နော်ဝိတုတို့ ထောင်ကနန်းကြီးပါပါเนาะထားပါတထောင်လောက်ပါပြီးပြီစာရေးတဲ့အနည်း90ရှိသွား90အတွင်းမှာဝိတုအပုတ်တထောင်လောက်ဝိတုတို့အပုတ်တထောင်လောက်ပါပြီးပြီဆိုပါတော့အဲ့လောက်ရှိသွားပြီအပုတ်တထောင်လောက်ပါပြီဆိုရင်ကျွန်တော်ရေးခဲ့ဝိတုကတကယ်တမ်းက1000လောက်ရှိတယ်ခင်ဗျာအဲ့လိုတောက်သွားတာပယ်တာပြန်မရဘူး သွားမေးလိုက်အေးရှာလားပယ်ထားတယ်အဲရှာလို့ရှိရင်မတွေ့တော့ဥစားမှုတွေပြက်လေလို့မိတ်တူမရှိတော့ကျွန်တော်တို့ကမိတ်တူမရှိတခါတည်းရေးသွားတင်တခါတည်းရေးသွားတင်ဆိုကျွန်တော်ကအဲ့ဒီပျောက်သွားတဲ့ဆံမှုပြန်မြတဲ့ဆံမှုတွေအလဟဒဖြစ်သွားဆံမှုတွေအများကြီးကျွန်တော်အပုတ်တထောင်ပါတာတကယ်တမ်းကျကျွန်တော်တထောင်လောက်ရေးရတာအဲ့လောက်ပင်မခံရေးရတာပါစာရေးဆရာဇွဲရှိမှဖြစ်တာကျွန်တော်တို့ကဇွဲရှိလို့ဝတ်တရားဝတ်လက်ကြီးလို့ဖြစ်တာလားမသိပါဘူး